ကျောင်းသားပြစီသွားဝင်ရာကနေပြန်လာတဲ့ဆီယာမာနဲ့ကျောင်းသားနှစ်ယောက်ကတိုက်ခံရပြီးနှစ်ဦးစလုံးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ဘကိုတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ကြံပိုကြီးရွာကနေညောင်လေးပင်မြို့ပေါ်ကိုကျောင်းသားပြစီသွားဝင်ကြတဲ့ဆီယာမာနဲ့ကျောင်းသားနှစ်ယောက်ရွာကိုပြန်လာချိန်မှာရင်တိုက်မှုဖြစ်ပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေထံမှသိရှိရပါတယ်ဇွန်လ၁ရက်နေ့ညနေ၄နာရီခန့်မှာကျန်ပူရွာအလကကျောင်းကအသက်၃၄နှစ်အရွယ်ဆီယာမဒေါ်ပြပြဖြူဝေအောင်နဲ့ G9 ကျောင်းသားအသက်16နှစ်အရွယ်မောင်ဖြိုးမမောင်တို့ဟာညောင်လေးပင်မြို့ကနေကျန်းဖို့ကျေးရွာကိုဆိုင်ကယ်နဲ့ပြန်လာချိန်ငပြောဒေါ်လန်ဂျပန်တရားစစ်တပ်ဂိတ်အနီးအရောက်မှာကားတစ်စီးကဝင်တိုက်ခဲ့တာလို့သိရပါတယ်သူကလည်းအရင်ကလေးကဘဲကျောင်းသားဖြစ်ဖြစ်လိုအပ်တဲ့အဝတ်အစားတွေကအစားဝယ်ပေးနေကြ။ဘဲကျောင်းသားအပေါ်မှာဖြစ်ဖြစ်သဘောကောင်းနေ။ရွာကလည်းသူ့ကိုချစ်ကြတယ်။ဆီယမားတွေအကုန်လုံးကလည်းခင်နေ။သဘောလည်းကောင်းနေ အခုလည်းចောင်းသားအတွက်ទីနဲ့ဖက်နဲ့ဝယ်ပေးဖို့ခေါ်လာတော့အပြန်မှဖြစ်ကြတာဟုဆိုကဒေသခံတဦးကပြောပြထားပါတယ်ရင်တိုင်းမှုဖြစ်တဲ့အချိန်မှာကားနဲ့ဆိုင်ကယ်ကချိတ်ပါသွားပြီးဆီယာမာကနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ကចောင်းသားဖြစ်သူကတော့ညောင်လေးပင်ဆေးရုံရောက်မှသေဆုံးသွားတာဖြစ်တယ်လို့လည်းသိရပါဗျာ။ ဆီယာမဒေါ်ပြပြဖြူဝေအောင်ဟာအိမ်အောင်ပြုထားတာတနည်းခန့်သာရှိသေးပြီးထိုင်းနိုင်ငံမှာအလုံးလုံးနေတဲ့အမျိုးသားဖြစ်သူနိုင်ရီးကိုပြန်လာဖို့စောင့်နေတဲ့အတွက်ဂျွန်လ9ရက်နေ့နေ့လယ်12နာရီဝန်းကျင်ရောက်မှာကျေးရွာတုတ်တံမှာဆီယာမနဲ့အကြောင်းသားတို့ရဲ့နိုင်ရီးကိုတစ်ချိန်တည်းပြုလုပ်ခဲ့ကြတယ်လို့လည်းသိရပါဗျ။ ဆီယာမတော်ပြပြဖြိုးဝေအောင်ဟာလူချင်းလူခင်ပေါ်များသူဖြစ်ပြီးကျောင်းအပ်တဲ့လိုအပ်တာရှိပါကကိုတိုင်းငွေကြေးစိုက်ထုတ်လောက်ကိုင်းတာချိုးတဲတဲ့ကျောင်းသားကျောင်းသူတွေအတွက်လည်းကျောင်းသောပစ္စည်းတွေကိုဝယ်ပေးတတ်သူဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ရီကိုလည်းလူထောင်ထဲချီလိုက်ပို့ခဲ့ကြပြီးနှစ်ဦးစလုံးကိုတော့ကြေးရွာတုတ်တန်မှာပဲကုသွင်းတကြိုခဲ့တယ်လို့လည်းသိရပါတယ်။ကျောင်းသားတွေမှန်သမျှကဆီယာမရဲ့စိတ်ဓာတ်ကိုသိကြတယ်။ဆီယာမကလည်းတကယ်သဘောကောင်းတာ ကလေးတွေကငိုနေတာကလည်းတရုပ်ဆောင်နေကြတာမဟုတ်ဘူးသူတို့ပါသူတို့တဘာဝအတိုင်းကိုငိုနေကြတာတကယ်ငိုနေတာပါသူတို့ဆီယာမားကိုတကယ်ချစ်ကြတာဆီယာမားကလည်းအကုန်လုံးကိုချစ်တာတနေ့လုံးကချစ်ကြတာဟုဆိုကအဆိုပါဒေသခံကဆက်လက်ပြောပြထားပါတယ်ရှင်တိုင်းမှုနဲ့ပတ်သက်ပြီးကားမောင်းသူကိုတော့ရဲတွေကဖမ်းထားတယ်လို့သိရပြီးလုံထုံးလုံနီးနဲ့အညီလောက်ဆောင်သွားမှဖြစ်တယ်လို့လည်းသိရပါဗျာ